ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိပြီးတော့အလုံးမပြင်ပျော်ရွှင်သားရပွဲကောင်းသောနေ့ရက်တည်လေးဖြစ်ပါစေအခုတော့ကျွန်တော်အားလုံးဒီဇင်ဘာလကိုရောက်ရှိလာပြီဖြစ်ပါတယ်အေချမ်းလဆောင်းလရာသီလေးမှာသင်တို့အားလည်းပဲစိတ်ရောကိုပါချမ်းမြေ့ကြပြီးတော့အရောက်တိုင်းပျော်ရွှင်ဝမ်းမြောက်နိုင်ကြပါစေ Merry Christmas Christmas ရာသီနဲ့တက်ဆိုင်သောကောင်းကြီးစုကျေးဇူးတွေခံစားရပြီးတော့အရောက်တိုင်းဖရာရဲ့ဂုံကျေးတော်ကိုအားရပါရချီးမွမ်းနိုင်ကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ ုရားကတော့ရှင်တိတ်ကောင်းမြတ်တယ်အဲဒီကောင်းမြတ်တဲ့စုကျေးဇူးတွေကိုကျွန်တော်အားလုံးခံစားရတဲ့ခါမှာဒီနေ့ချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့ရှင်ကောင်းမြတ်တော်မူသောဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါကောင်းမြတ်တော်မူသောဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါမှန်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကျွန်တော်အားလုံးအရောက်စီတိုင်းကမြည်ဆန်းခဲ့ကြရတာဖြစ်တယ်ဘုရားကတော့ရှင်ကျွန်တော်ပုံမှာတကယ်ပဲကောင်းမြတ်တဲ့စုကျေးဇူးကောင်းချီးမင်္ဂလာတွေထပ်ဆင်ထပ်ဆင်ထပ်ဆင်ပြီးတော့ဘုရားကပေးခဲ့တဲ့ခါမှာ ယခု2025ခုနှစ်တနှစ်တာလုံးဘုရားကမဆာခဲ့တာနော်အခုဆိုလို့ရှိရင်ကျွန်တော်အားလုံးနိုဝင်ဘာလလည်းပဲကုန်ခဲ့ပြီအခုဒီဇင်ဘာလကိုရောက်လာပြီ2025ရဲ့နောက်ဆုံးလတဲ့ရောက်ရှိနေပြီဖြစ်ပါတယ်နောက်ဆုံးလ sweet december ဆိုပြီးတော့ချုံမြိန်တော်လဆိုပြီးတော့ကျွန်တော်အားလုံးကဆိုရှင်ဒီဇင်ဘာလရဲ့ချုံမြိန်တော်အရာတာကိုခံစားစံစားရလာလည်းဖြစ်ပါပြီဒါကြောင့်ဘုရားသခင်ကတနှစ်လုံးကျွန်တော်အားလုံး January လကနေမှဆိုရှင်အခု November လ ထိတိုင်အောင်ဘုရားကကျွန်တော်ကိုမာစားခဲ့တယ်၊꿰ကာခဲ့တယ်။ဒီနှစ်ဟောင်းကြီးကတော့မကြမီကျွန်တော်အားအလုံးကိုစွန့်ခွာသွားတော့မှဖြစ်တယ်။ရက်ပိုင်းတော်တွင်ပဲကြံတော့တယ်ကျွန်တော်ရဲ့အသက်တာမှာတို့ရှင်။ဘုရားသခင်ရဲ့ပို့ဆောင်ကောင်းချီးတွေဟာဒီ2025ခုနှစ်တနှစ်တာလုံးဘုရားဘလောက်ကောင်းမြတ်တယ်လဲ။ဘုရားကဘလောက်တောင်မှကျွန်တော်ပေါ်မှာတို့ရှင်တကယ်ကြည့်ရှုခဲ့တယ်လဲဆိုတာကိုယနေ့သင်ကိုယ်တိုင်ကသိတာထင်ရှားခံစားပြီးတော့စင်လုံးအကျွင့်မဲ့နဲ့ဘုရားရဲ့ကုံတော်ကိုအားရပါရချီးမွမ်းဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်။ ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဖခင်ကကျွန်တော်ပေါ်မှာတို့ရှိအမြဲဂရုစိုက်တော်မူတဲ့ဖခင်ကျွန်တော်ပေါ်မှာကရုဏာတော်မပြတ်ဘဲနဲ့အမြဲတမ်းကွဲကာပေးတော်မူတဲ့ဖခင်ကျွန်တော်ရဲ့အသက်တာကိုအမြဲတမ်းတန်ဖိုးထားပြီးတော့စောင့်ရှောက်တဲ့ဖခင်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာတို့ရှိတရက်ပြီးတရက်တလပြီးတလဖခင်သခင်ကမဆာခဲ့တယ်။အခုဆနလတိုင်အောင်လည်းပဲရောက်ရှိလာပြီ။မကြမီလည်းပဲနှစ်ဟောင်းကြီးကုန်တော့မှာနှစ်သစ်အတွက်လည်းပဲဖခင်ကကျွန်တော်အတွက်အသစ်တော်မင်္ဂလာတွေပြင်ပြီးသားပဲ။ ဖရားရဲ့အစီမံသည်ကျွန်တော်အတွက်ရှေ့ကနေမှဖရားကရှေ့ဆောင်လမ်းပြပြီးတော့ပြင်ဆင်ထားတယ်ဆိုတာကိုကျွန်တော်အတွက်မျှော်လင့်ပြီးတော့ကျွန်တော်ရဲ့အသက်တာရှင်သန်နိုင်ဖို့ရန်အတွက်ဖရားကအားလုံးစီမံပေးသားပဲဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်ဖရားရဲ့ကောင်းချီးအထူးခံစားရတဲ့အခါမှာဒီနေ့ကျွန်တော်အားလုံးဝမ်းမြောက်ကြရအောင်ဒါကြောင့်ဖရားသခင်ရဲ့ဂုဏ်ကြီးတော်ကိုကျွန်တော်ချီးမွမ်းခြင်းနဲ့စိတ်ဟာလို့ရှင်တကယ်အလွန်လှပပြီးတော့အထူးသဖြင့်စိတ်အေးချမ်းသာစေတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်က သိတာခံစားဖို့ရန်အတွက်ဖြစ်တယ် ဖခင်ကိုအမြဲတမ်းချီးမွမ်းနေတဲ့သူဟာဘယ်တော့မှစိတ်ပျက်စရာတွေနဲ့ကြုံရမှာမဟုတ်ဘူးဘယ်တော့မှလည်းပဲဝမ်းနည်းစရာတွေနဲ့ကြုံရမှာမဟုတ်ဘူးမိသားစုတွေလည်းအားလုံးကတလုံးတဝါဒီပျော်ရွှင်နေကြမှာဖြစ်တယ်ဒါကြောင့်ချီးမွမ်းခြင်းနဲ့စိတ်ကျွန်တော်ထဲမှာတို့ရှင်ဒီလှပတဲ့စိတ်ကလေးကျွန်တော်မွေးမြူဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်။ဒါကြောင့်ဂျေဇုတော်ကိုချီးမွမ်းခြင်းအဆင့်ကိုကြည့်လိုက်တဲ့အခါမှာတို့ရှင်အဆင့်၃ဆင့်နေနဲ့ပြောပြသွားမယ်နော်။ပထမအဆင့်ကတော့ကျွန်တော်ဖရာသခင်ရဲ့ဂုဏ်ကျေးဇုတော်ဘလို့နီးအပြင်ချီးမွမ်းမှာလဲ။ ဆုတောင်းပါချစ်တဲ့မိတ်ဆွေပေါင်းတို့ဒုတိယချင်းအစင်းကတော့ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ဘလို့ချီးမွမ်းမလဲတချင်းဆိုခြင်းအပြင်ချီးမွမ်းကြမယ်ဘုရားသခင်ရဲ့ထံမှာတချင်းဆိုခြင်းအပြင်ချီးမွမ်းမယ်တတိယအစင်းကတော့ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ဘလို့ချီးမွမ်းမလဲတမာကျန်းစာကိုဖတ်ပြီးတော့နှုတ်ကပတ်တော်ရဲ့သုံးသင်ချက်နဲ့ဘုရားသခင်ရဲ့စကားတော်တွေကိုကျွန်တော်အားလုံးကလေ့လာဖတ်ရှုပြီးတော့ဖျားပြောတဲ့စကားတန်ကြားပြီးတော့ကျွန်တော်အားလုံးကဘုရားဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ် ။ဒါဒီနေ့ကျွန်တော်ရသက်တာမှာဆိုရှင်ဒီချင်းမွန်းချင်းအဆင့်၃ဆင့်ကိုဘယ်တော့မှမမေ့မပြောက်ဖဲနဲ့တင်းရဘွားသက်တာမှာချင်းမွန်းဖို့ရန်အတွက်ချစ်တမိတ်ဆိုတို့ကိုအားပေးခြင်းပါတယ်။ဒါဒီနေ့ဆူတောင်းခြင်းနဲ့ချင်းမွန်းပါလို့ပြောတဲ့အခါမှာဘုရားသခင်ရဲ့ကရုဏာတော်ဘုရားသခင်ရဲ့ဂုဏ်တော်အကျိုးမြတ်မလို့ပဲနဲ့ချင်းမွန်းနိုင်တဲ့အရာဖြစ်ပါတယ်ဆူတောင်းခြင်းရလို့ရှင်။ဒါကြောင့်ဆူတောင်းခြင်းရလို့ရှင်ဘယ်အဖို့ခါမှလည်းပေးစရာမလိုဘူး။ဖះကိုတောင်းတဲ့အခါမှာကျွန်တော်အတွက်ဖိုးခပေးစရာမလိုဘူးဖះကတော့ရှင်ကျွန်တော်ကိုအဖိုးခပေးမယ်ဖះဖြစ်တယ် ဒါဒီနေ့ချက်တက်မိတ်ဆွေပေါ့လို့သင်တို့အခမဲ့ဖျားဒီမှာတောင်းလျှောက်နိုင်တယ်ဒါဟာဆိုရှင်ဖျားကိုတကယ်ပဲအကျိုးမြတ်မလို့ပဲနဲ့ချီးမွမ်းနိုင်တဲ့အမှုရာသည်ဆုတောင်းခြင်းဖြစ်တယ်ဒါနေ့စဉ်နေ့ရများချက်တက်မိတ်ဆွေများအားလုံးဆုတောင်းပါဖျားထံမှာဆုတောင်းမယ်ဖျားနဲ့တူမွေ့လျော်မယ်ဖျားသခင်ထံမှာကျွန်တော်အားလုံးတောင်းလျှောက်မယ်ဆိုရင်ယနေ့ကိုတော်ဖျားထံကနေမှကျွန်တော်ရရှိမယ်ဆုကျေးဇူးကောင်းချီးမင်္ဂလာကဘလို့မှ လက်ချိုးရွတ်လို့ကုန်နိုင်မှာမဟုတ်ဘူးချစ်တတ်မစေပေါ့နော်နောက်ပြီးတော့ရှင်ကျွန်တော်ရအသက်တာမလို့ရှင်ဘုရားကိုချီးမွမ်းတဲ့ခါမှာတခြင်းဆိုပြီးတော့ချီးမွမ်းပါတယ်ဒါဒီနေ့ကျွန်တော်ရအသက်တာမလို့ရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့သက်ဆိုင်တဲ့ဂုဏ်တော်ချီးမွမ်းခြင်းတခြင်းလေးတွေဆိုကြမယ်ဒါကြောင့်ဒီနေ့ဘုရားကြောင်းသွားတဲ့ခါမှာကျွန်တော်အတူတကွတခြင်းဆိုကြတယ်အာရပါရတန်ပြန်ဟစ်ပြီးတော့ကျွန်တော်တို့ရတခြင်းဆိုကြတယ်ဘလောက်စိတ်အေးချမ်းတယ်လဲဘုရားရဲ့ဂုဏ်တော်ကိုချီးမွမ်းတဲ့ခါမှာဘုရားရဲ့တခြင်းလေးတွေဆိုတဲ့ခါမှာကျွန်တော်စိတ်လုံးသားกว่าအလိုလိုနေရင်ကိုနူးညွတ်တာ ဒါဒီနေ့ကျွန်တော် တက်တာမှာဆိုရှင်ဘုရားသခင်ရဲ့စကားတော်ကိုကျွန်တော်ကဆိုရှင်ဖတ်ရှုပြီးတော့ဂုံတော်ကိုချီးမွမ်းပါချစ်တဲ့မိတ်ဆွေပေါင်းဒါကြောင့်ဘုရားသခင်လေးတွေများများဆိုပါဒါဆိုရင်သင်ကအမြဲတမ်းပဲစိတ်ချမ်းမြေ့နေမှာဖြစ်ပါတယ်။နောက်မလို့ရှင်ကျွန်တော်ကျမ်းစာအမြဲဖတ်ပါဒါကြောင့်ကျမ်းစာဖတ်ခြင်းအားလို့ရှင်လည်းပဲကျွန်တော်ရဲ့တက်တာမှာဆိုရှင်ကျွန်တော်ရဲ့ဘဝတက်တာအတွက်တကယ်ပဲအောင်မြင်မှုကိုပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ကျွန်တော်ကိုလည်းပဲအမြဲတမ်းပဲစိတ်ကိုလည်းပဲကြမ်းပါစေတယ်ကျွန်တော်ရဲ့အသက်တာကိုလည်းပဲအာမခံချက်တွေများစွာဘုရားထံကရရှိမှာဖြစ်ပါတယ်ဒါကြောင့်နှုတ်ကပတ်တော်တမန်ကျမ်းစာကိုလည်းကျွန်တော်အားလုံးကနေ့နေ့နေ့စဉ်နဲ့ဒူဝဖတ်ရှုပြီးတော့ဘုရားကုံတော်ချီးမွမ်းဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလို့ရှိရင်တန်ရှင်းသောစိတ်ကျွန်တော်ရဲ့အသက်တာမှာလို့ရှိရင်ကရုဏာမေတ္တာနဲ့အခြားသူများကိုလည်းပဲကူညီဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ဒါကြောင့်နှုတ်ကပတ်တော်တမန်ကျမ်းစာထဲမှာလို့ရှိရင်တော့ စာနာကျမ်းအခန်းကြီး63ပိုင်းငယ်3ကနေ၄ကိုကြည့်တဲ့အခါမှာ ကရုဏာတော်သည်အသက်ထက်သာ၍ကောင်းသောကြောင့်အကျွန်ုပ်၏နှုတ်သည်ကိုတော်ကိုချီးမွမ်းပါမည်ထိုသို့အသက်ရှိစဉ်တွင် ကိုတော်ကို ကောင်းချီးပေးပါမည်နာမတော်ကိုအမိပြုလျက်လက်ကိုချီးပါမည်အိမ်ယာပေါ်မှာကိုတော်ကိုအောက်မေ့၍ညာဥယံတို့၌ကိုတော်ကိုဆင်ခြင်လျက်နေသောအခါစီဥကို၎င်း စူတော်အသားကိုလည်းကောင်းစား၍ဝတ်တကဲ့သို့အကျွန်ုပ်၏ဝိညာဉ်သည်ဝတ်၍ရှင်လန်းတော်နှုတ်ခမ်းနှင့်အကျွန်ုပ်၏နှုတ်သည် ကိုတော်ကိုချီးမွမ်းပါပြီဒီနေ့ကျွန်တော်အားလုံးကအသက်ထက်ตาတဲ့ကောင်းချီးတွေကျွန်တော်ခံစားရတဲ့ခါမှာအဲ့ဒီအတွက်ကျွန်တော်ဘုရားသခင်ရဲ့ဂုဏ်ကြီးတော်ကိုချီးမွမ်းရမယ်ညာဦးရန်နန်းနဲ့ရန်ကျွန်တော်ဘုရားကုံတော်ကို ချီးမွမ်းပြီးတော့မှကျွန်တော်ရဲ့ဘွားတတာကိုတိဆောက်ဖို့ရန်အတွက်အလွန်မပင်ရည်ကြည်တယ်။ဒါကြောင့်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုမြည်ဆန်းထားတဲ့သားသမီးများဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဒီကြမ်းချက်ကကျွန်တော်တို့အတွက်အလွန်မပင်အားရကြည်နူးဝမ်းမြောက်ဖွယ်ရာနှုတ်ကပတ်တော်ဖြစ်ပါတယ်။ဒါကြောင့်ကရုဏာတော်သည်အသက်ထက်သာ၍ကောင်းသောကြောင့်အကျွန်ုပ်၏နှုတ်သည်ကိုတော်ကိုချီးမွမ်းပါမည်။ထိုတို့အသက်ရှိစဉ်တွင် ကိုတော်ကိုကောင်းချီးပေးပါမည်။နာမတော်ကိုအမိပြုတ်လျက်လက်ကိုချီးပါမည်။ အင်းရပေါ်မှာ ကိုတော်ကို အောက်မေ၍ညာဦးရန်တို့၌ကိုတော်ကိုစင်ကျင်လျက်နေသောအခါစီဥကို၎င်းစူသောအသားကို၎င်းစား၍ဝါတကဲ့သို့အကျွန်ုပ်၏ဝိညာဉ်သည်ဝါ၍ရှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည်ကိုတော်ကိုချီးမွမ်းပါမည်ဆိုတဲ့ဒီနေ့စာလံဆရာရဲ့မွတ်ဆိုတော်မူသော ဒီတချင်းတိုင်းပဲဒီနေ့ကျွန်တော်ရဲ့နှလုံးသားကလည်းပဲလုံးဝဆိုရှင်ချီးမွမ်းချစ်ရစ်ကိုပြုတ်ချင်တဲ့ဆန္ဒနဲ့ဖရာသခင်ရဲ့ဂုဏ်တော်နာမတော်ကိုအတူတကွကျွန်တော်ဝမ်းမြောက်စွာချီးမွမ်းဖို့ရန်အတွက်ချစ်တဲ့မိတ်ဆွေတို့ကိုဒီနေ့ဒီနှုတ်ကပတ်တော်လေးနဲ့သင်တို့ကိုအားပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်ဖရာပြုတ်ခဲ့တော်အမှုတည်အလွန်ကောင်းမြတ်ပါတယ်ဆိုတာကိုကိုယ်တိုင်မြည်ဆန်းပြီးသားဖြစ်တဲ့အတွက်ကြောင့်ကိုတော်ပေးတဲ့ဒီအသက်တာမှာဆိုရှင်ကျွန်တော်အားလုံးကဆိုရှင်တကယ်ပဲဝမ်းမြောက်ပျော်ရွှင်ခြင်းငြိမ့်သက်ခြင်းနဲ့တူ ဘုရားရဲ့ကိုရနာမတော်ကိုအာရပါရချီးမွမ်းခြင်းရစ်အမြဲပြုနိုင်တဲ့ဘုရားသားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုတဲ့နေခုံးချုပ်တဲ့ခြေတမိတ်ဆွေများအားလုံးပေါ်ဘုရားအထူးကောင်းချီးချပါစေ။